You should ရောင်စုံခုနှစ်သက်ဘိတ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြတ်တနေတဲ့ဒီပကြီးပြပွဲမှာဗိတ်သားတို့ရဲ့ကိုဇာတိအလှကိုဖော်ပြထားတာတွေ့မြင်နိုင်ပါပါဗိတ်သားတွေစုပြီးဒုတိယကျင်းပြတ်တာတဲ့ဒီပကြီးပြပွဲမှာကိုဇာတိမျိုးသားတွေထုံပေါအောင်မြင်လို့အားရနေသူကဥတင်ချိန်ပါသူကဘလို့ပကြီးတွေနှစ်သက်နေတာလဲကိုမျိုးကဒီလိုလူမျိုးတွေဒီလိုမျိုးထောတော်မပါဖြစ်တာကိုမြင်ရတာအားရတယ်ပေါ့ပြီးရင်ဒီမှာပကြီးကားတွေကလည်းအဲ့ဘာပေါ့ ဖုန်ကြီးတို့ဒီသားရှင်တို့အဲတရားဓမ္မနဲ့ပတ်သက်တဲ့ဟာလေးမျိုးလေးမြင်ရတယ်လည်းပုံပြီးအားရတယ်။လောင်ကိုခုနှစ်သက်ဗိတ်ဆိုတဲ့ပကြီးပြပွဲမှာကိုပိုင်ဟန်ကိုပိုင်စတိုင်မျိုးစုံကိုဖျက်ပြခဲ့သူကပကြီးစရာနေဝင်းလှိုင်ပါ။ဒီကျွန်တော်ခန္ဒီရွေးရတဲ့ဟာကတော့ဒီအလင်းကိုအလင်းပဲဦးစားပေးတာပေါ့။အဲဒီဟိုအလင်းဆိုတာဒီပကြီးကအလင်းမောင်းပဲဒီအလင်းလည်းဦးစားပေးတာပြီးတော့ဒီ ရင်းနှီးတွေကြတော့ကြတော့ဒီပုံမှန်ရင်းနှီးလိုမျိုးမဟုတ်ဘူးပုံမှန်ရင်းနှီးမဟုတ်ဘဲနဲ့အဲ့လိုဟိုဘယ်လိုပြောမလဲဓာတ်ပုံနဲ့တူအောင်မျိုးလေးရေးထားတာမျိုးမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့ကျွန်တော်ကြတော့အဲ့လိုကိုရင်းနှီးကိုဟန်လေးနဲ့အဲ့လိုကိုစတိုင်လေးနဲ့ပြီးတော့ lighting လေးနည်းနည်းဟိုဟို shadow နဲ့အဲ့ဒီ light နဲ့အလင်းဦးစားပေးပြီးတော့အဲ့လိုရေးထားတာလေးမျိုးလေးပေါ့အဲ့လိုကားလေးသောသောခုနှစ်သက်ဘိတ်ဆိုတဲ့ဒီပကြီးပြပွဲမှာစီစေရေစေစတဲ့မျိုးစားစုံနဲ့ပကြီးရေးဆွဲထားတဲ့ ပကြီးကားပေါင်း65ကပါဝင်ပြတ်သားထားပါတယ်။အခုလိုပကြီးပြဝဲတွေကနေပကြီးဈေးကွက်တဖြည်းဖြည်းကျပြန့်လာပြီးနိုင်ငံတကာဈေးကွက်ဝင်မဲ့ Art Museum ကြီးပေါ်ပေါက်လာဖို့ဆန္ဒရှိနေသူကပကြီးဆရာမိုးကျော်တန်ပါ။မြန်မာပြည်မှာမရှိသေးတဲ့ Art Museum ပကြီးအလူပညာပြတတ်။ဒါကလည်း ဒီလိုမျိုးဒီ exhibition တွေကနေဖြည်းဖြည်းဖြည်းဒါ art museum ကြီးတို့ဒီလောကသားရောဒီအစိုးရရောเนาะအကုန်လုံးဒါကအများဆုံးတိဆောက်သွားမယ် society ပဲ art museum ဆိုတာမရှိသေးဘူးဒါတွေရတယ်ဒီလိုမျိုးပွဲတွေပွဲတွေပွဲတွေရတယ်ပြီးတော့ public ကလည်းအဝဲနဲ့ဖြစ်လာတယ်အစိုးရကလည်းဒါဟိုကဖြစ်လာတယ်လက်ခံလာတယ်ဒါတွေကလိုအပ်လာပြီလိုအပ်လာတဲ့ဒါလိုအပ်ချက်တခုတွေပေါ့တကယ်လို့လိုအပ်လာပြီအဲအဲ့ဒါတွေကဒါတို့ဒီလိုမျိုး active movement တွေညာနေစစ်သွားမှာပေါ့နော်ဒါပကြီးကိုဒါတည်တဲ့ ဟိုကလူငယ်တွေရောလူကြီးတွေရောအားလုံးပေါ့နော်ဒါအကုန်လုံး society တွေကနေပြီးတော့ဒီ artwork ကိုတံမိုးထားလေ့လာလိုက်စားဖို့ဒါကိုကလည်းတိုက်တွန်းတယ်ကိုကိုယ်တိုင်လည်းဒီလိုပဲတောင်းနေပါမယ်အဲ့ဒါလေးပါ